နေဟာဆိုတဲ့မိန်းကလေးကတော့သူ့ရဲ့ငယ်တငယ်ချင်းနဲ့ဖုန်းစကားပြောနေခဲ့ပါတယ်။ငါနဲ့ဘလို့ပြောပြရမလဲတငယ်ချင်းအလုတ်အားသွားတဲ့အချိန်ဆိုရင်ငါရုပ်ရှင်ကြည့်တယ်အနားယူတယ်ငါရခမကလည်းဖျားရှိခိုးပွဲသွားလိုက်သူ့တငယ်ချင်းတွေနဲ့တရားအကြောင်းဆွေးနွေးလိုက်ပဲလေငါယောက်ျားအမြင်အလုတ်ပဲသွားနေတာတရတရအိမ်မနေရတာတအားပြင်းတာပဲကဲဒါနဲ့တငယ်ချင်းနင်ပြောပါဦးနင်ရောရှေ့ဆက်ပြီးတော့ဘာတွေလုပ်ရင်ကောင်းမလဲလို့စဉ်းစားထားလဲ ဘာမှတော့လည်းအများကြီးမစင်စားထားပါဘူးဟဲ့ငါတော့လေငါထက်ငါပိုပြီးငါကလေးတွေအတွက်ပဲစိတ်ပူတယ်ငါကလေး၃ယောက်လုံးကိုသူတို့အဖေချားသွားတယ်ဆိုတာကလည်းကလေး၃ယောက်ရဲ့တာဝန်တွေကိုမရှူပေးနိုင်လို့တဲ့ငါလည်းကျန်တာတော့မတက်နိုင်ဘူးလေဟောအေးအဲ့ဒါကြောင့်ပြောတာနင်ပါလို့နောက်အိမ်ချောင်မပြုတ်သေးရလေနင်မလည်းဘွားတစ်ခုလုံးရှိသေးတယ်နင်အသက်ကလည်းငယ်သေးတယ်နှစ်ယောက်ကြာကိုရိုင်းတော်မှနောက်အိမ်ချောင်ပြုတ်ပြီးပျော်ပျော်ရွှွှွှေနေထိုင်နေရပဲနင်လည်းနောက်အိမ်ချောင်ပြုတ်လိုက်တဲ့နာပေါ့ ကဲကဲကဲထားထားဒါတွေအားလုံးထားလိုက်ပါတော့ကလေးတွေအခုចောင်းပိတ်ရမလားဟုတ်တယ်ဟုတ်တယ်ကလေးတွေចောင်းပိတ်ရကလေးတွေကအမြဲတမ်းတို့အဖွားအိမ်ကိုတွားလည်နေကြဒါပေမဲ့နင်တို့အားလုံးသိတဲ့အတိုင်းပဲငါယောက်ចောင်းငါ့ကိုထားသွားခရဲကငါ့ရဲ့မိဘတွေကလည်းငါနဲ့အပြောဆိုအဆက်ဆက်မလုပ်ကြတော့ဘူးလေအားလုံးကငါ့ကိုပဲအပြစ်တင်နေကြတာငါမှလိုအပ်ချက်ရှိလို့ငါမကောင်းလို့သူကငါ့ကိုထားသွားတယ်ဆိုပြီးတော့အားလုံးကထင်ကြတယ်ကလေးတွေကចောင်းပိတ်ရဆိုရင်တော့အဖွားအိမ်ကိုမတွားကြတော့ဘူးလေ ဒါဆိုရင်လည်းနင်ဒီလိုလုပ်ပါလားကလေးတွေကိုခေါ်ပြီးတော့နင်ဒီကိုလာခဲ့လိုက်လေရန်အနေငယ်လောက်ဒီမှာလာနေပေါ့နင်အယုံလာလေတဲ့အခါကျတော့ငါလည်းမပြင်းရတော့ဘူးပေါ့ငါတို့လည်းရှေးဟောင်းနောက်ဖြစ်လေပြန်ပြောကြတာပေါ့အင်းဟုတ်တော့လေဟုတ်ပါတယ်နင်ပြောတာမှန်တယ်ကောင်းပြီလေဒါဆိုရင်တော့ငါလာခဲ့လိုက်မယ်ပြောပြီးနောက်မှာတော့ဖုန်းချခဲ့ကြပါတယ်ခဏအကြာမှာတော့နေဟာတို့အိမ်တကာဘယ်မီလာခဲ့ပါတယ်နေဟာတကားဖွင့်ကြည့်ခဲ့တဲ့အခါမှာတော့အရှိမသူယောက်ျားနဲ့သူ့မလေးကို တွေ့ခဲ့ရပါတယ်။ကဲ လာကြပြီလားဒီနေ့အတော်လေးကိုနောက်ကြကြရတယ်နော်ပေးပေးပေးရှင်အိတ်ကျမကိုပေးပါအောင်ကျမထမင်းဟင်အားလုံးချက်ပြုတ်ပြင်ဆင်လို့ပြီးသွားပြီအစင်သည့်ပဲကဲဒါဆိုရင်တော့ခြေလက်မျက်နှာသွားဆေးပြီးလာခဲ့ကြထမင်းကျွေးမယ်မတ်လေရေအဲ့ဒီအိတ်ပေးလေတခါလေးယူသွားပေးမယ်ရရရရမလိုပါဘူးကျွန်တော်အစင်ပြေပြောပြီးနောက်မှာတော့မတ်လေကအခန်းထဲတန်းပြီးတော့ဝင်သွားခဲ့ပါတယ်သူ့မကြီးကတော့သူ့ကိုအနောက်ကနေကြည့်နေရင်ကြံ့ရိတ်ခဲ့တာပေါ့ဘာဖြစ်တာလဲဘာရီကိုကြည့်နေရတာလဲ ဘာလို့ကြည့်ရမှာလဲရှင်သူ့ရဲ့နာကျင်မှုတွေကိုမမြင်နိုင်ဘူးလားသူတယောက်တည်းဘလောက်တောင်မှအထီးကျန်နေလဲဆိုတော့ရှင်မသိဘူးမလားသူအခုလို့ဖြစ်နေအောင်ကျမကတော့စက်ပြီးတော့မကြည့်ရတော့ဘူးရှင်ကသူအစဉ်ပြေသွားဖို့အတွက်အလုပ်လည်းခန့်ထားပေးတယ်အလုပ်ထဲစိတ်နဲ့သွားအောင်လည်းလုပ်ပေးထားတယ်ဒါပေမဲ့အခုချိန်ထိသူ့ရဲ့စိတ်ကရေထဲနှက်နေတော့မယ်မင်းသူ့အတွက်အလုပ်လည်းစိတ်ပူပန်မနေပါနဲ့တဖြည်းဖြည်းနဲ့အရာအလုံးအစဉ်ပြေသွားလိမ့်မယ် လူတယောက်အတွက်နဲ့ဘယ်သူကကိုယ့်ရဲ့ဘဝတစ်ခုလုံးပြက်စီအဆုံးရှုံးခံမှမို့လို့လဲကွာထားလိုက်တော့သူ့အကြောင်းပြောမနေတော့နဲ့ငါပိုက်စာနေပြီထမင်းခူပေးတော့သူယောက်ျားပြောတဲ့စကားကိုနားထောင်ပြီးနေဟာကလည်းမတ်လီအကြောင်းကိုမစင်စားတော့ဘဲနဲ့လှွတ်ထားပေးခဲ့ပါတယ်သူတို့နှစ်ယောက်အတူတူထမင်းစားပြီးတဲ့နောက်မှာတော့ကဲရော့ဒီမှာကျမရှင်အရန်ကြိုက်တဲ့ strawberry milkshake ဖြော်ထားပေးတယ်တော်ပြီမတော့ကြောက်ရုံသွားဖို့အတွက်နောက်ကျနေပြီဘလို့ဖြစ်နေရလဲဘာလို့ဘဲမရနေရတော့ သူတလောက်ကြောင့်ပိမန်းခံပြီးနေအတွက်လှုပ်ထားပေးတာတောက်လိုက်လေအေးပါအေးပါဒါဆိုရင်လည်းတောက်လိုက်မယ်ပေးပေးပေးဒါဆိုရင်ငါတယောက်တည်းတော့မတောက်ဘူးမင်းလည်းငါနဲ့အက်ဒီတိုလာထိုင်တောက်အောင်ကျမမိဖို့ကန်နေမှာအလုပ်လုပ်เสียရရှိသေးတယ်ရှင်ပဲတောက်လိုက်တော့သူအနောက်လှည့်ပြီးကြည်လိုက်တဲ့အချိန်သူ့ရဲ့မက်လီကိုတွေးခဲ့ရပါတယ်ဟဲမက်လီပါလားဘယ်တော့ကရောက်နေရတော့ကျွန်တော်အားလုံးကိုအနောက်ရှက်ပေးမိသွားတဲ့အတွက်တောင်းပန်ပါတယ်အေးဒါရီအားလုံးထားလိုက်စမ်းမအောင်မင်းဘယ်ရီရှောက်သွားနေရလဲဘာလို့လဲ အားလုံးကဘာဖြစ်လို့ကျွန်တော်အကြောင်းသိချင်နေကြရတာလဲကျွန်တော် သွားချင်တဲ့နေရာကိုသွားမှာပေါ့ဗျကျွန်တော်သွားချင်တဲ့အတိုင်းသွားလို့မရတော့ဘူးလားကျွန်တော်အကိုနဲ့အတူတူ အလောက်ဝိုင်းလောက်ပေးနေတာနော်အကိုတို့ပြောသမျှကျွန်တော်နားထောင်ပေးနေတယ်ဒီလောက်နဲ့ပဲအကိုတို့အဆင်ပြေပြေနေကြပါတော့ကျွန်တော်ကိုထပ်ပြီးတော့ဒုက္ခမပေးကြပါနဲ့တော့ပြောပြီးနောက်မှာတော့သူကလည်းအခန်းထဲဝင်သွားခဲ့ပါတယ်မိသားစုဝင်တွေအားလုံးကလည်းသူ့ကိုငေးပြီးရက်ကြီးကုန်ကြပါတယ် ဟွန်းဒီကောင်လေးကိုဘယ်လိုလုပ်ရမလဲဆိုတာငါတော့လုံးဝနားမလဲတော့မနက်မိုးလင်းကနေနေ့လယ်ခင်းရောက်သွားခဲ့ပါတယ်ဒါပေမဲ့နေခင်းကတော့အခန်းထဲကနေအပြင်ကိုထွက်မလာခဲ့ပါဘူးနေဟောင်းအချိန်ချင်းခေါ်လိုက်တဲ့အချိန်မှာသူလည်းအပြင်ကိုထွက်လာပါတယ်ကဲထိုင်ထိုင်ထိုင်မှလေးရေထိုင်ငါထမင်းအပူလောက်ပြီးနေစားဖို့အကြွယ်ယူလာခဲ့ပေးမယ်လေရှာပါတယ်မကြီးရဲ့မလို့တော့ပါဘူးလောက်ပေးမနေပါနဲ့ဒီအချိန်မှာပဲတစုံတယောက်ကသူမတို့တကားဝါနေလှမ်းခေါ်ပါတယ် နေဟာရေနေဟာငားလာပြီနော်နေဟာရဲ့တငယ်ချင်းဘလို့လဲနေနေကောင်းရဲ့လားဟဲ့တငယ်ချင်းရဲ့ငါနဲ့ကိုခေါ်ထားတာအတော်လေးကြာနေပြီနေရလေအခုမှပဲရောက်လာတော့တယ်အမလေးဟဲ့အကြာကြီးနေမှာငါနဲ့ကိုပြန်တွေ့ရတာဝမ်းသာလိုက်တာကဲဒါနဲ့ဘလို့လဲနေအဆင်ပြေရဲ့လားပြေပါတယ်ပြေပါတယ်ဒါပေမဲ့ငါဒီလိုလာနေတဲ့အချိန်မှာဒေါက်ဖနက်စီးခဲ့မိတယ်ဟဲ့ဒေါက်ဖနက်စီးခဲ့တဲ့အခါကျတော့ခြေထောက်တော်နာသွားတယ်ဒီလား ဟဲ့နင့်ကလေးတွေကလည်းအခုဆိုရင်တော်တော်လေးအောင်ကြီးနေကြပြီပဲဟုတ်တယ်လေ၃ယောက်လုံးအတူတူမွေးထားတာဆိုတော့၃ယောက်လုံးကအတူတူကြီးပြင်းလာကြတာပေါ့အခုငါကလေး၃ယောက်လုံးက၆နှစ်ဖြစ်နေပြီမဟက်စီမာကလေး၃ယောက်ရှိပါတယ်ကလေး၃ယောက်လုံးကတခါတည်းမွေးထားတဲ့၃မွားဘူးပါမဟက်ကတော်တော်လေးလှပလွန်နေပါသေးတယ်သူမပုံစံကိုကြည့်လိုက်တာနဲ့ခလေးသုံးယောက်အမေဖြစ်လိမ့်မယ်လို့ဘယ်သူမှထင်မှာမဟုတ်ပါဘူး။အေးနေ့အကြောင်းတော့ငါ့မိမရှိရနေအများကြီးကြားထားပါရဲ့ ကဲလာလာလာထိုင်လေအိမ်ထဲဝင်ပြီးအေးဆေးထိုင်ငါအခုလောလောဆယ်တော့ရုံသွားရအောင်ပါဆိုတော့သွားတော့မယ်နော်ညနေပြန်လာတဲ့အခါကျရင် တွေ့ကြတာပေါ့အော်ဟုတ်ကဲ့ဟုတ်ကဲ့ကောင်းပါပြီအကိုသွားပါရှင်စံကြေးထွက်ခွာသွားခဲ့ပါတယ်မလီကတော့အခုမှမနှက်စာစားနေရပါကဲကဲကဲအားလုံးထိုင်ကြအားလုံးတော့ဖို့အတွက်ငါအေးအေးဖြော်လာခဲ့ပေးမယ်နော်မဟက်ကထမေးစားနေတဲ့နိခဲလ်ကိုတွေ့သွားခဲ့ပါတယ်သူကဘယ်သူလဲ အိမ်ကိုဧည့်သည်တယောက်လုံးလာရာကိုတော့မှဂယုတော့မဆိုင်ဘူးဒီမှဒီမှရှင်ကရောဘယ်သူလဲကျမရှင်နဲ့စကားပြောနေရပါအိမ်ကိုဧည့်သည်တယောက်လုံးလာတာလှဲ့ရအောင်မကြည့်ဘူးဆိုတော့တော်တော်ရိုင်းနေနော်နိခိလကတော့သူဘလောက်ပဲမမေးပြန်မဖြေဘဲနဲ့စားပဲစားနေပါလေအလောက်ထိကျမကိုလစ်လူရှုနေစရာလည်းမလိုပါဘူးဘလောက်ဖြစ်နေရလဲဒီအိမ်မှာအခုအေးအေးဆေးဆေးထမင်းအောင်စားလို့မရတော့ဘူးလားပြောပြီးနောက်မှာတော့သူကလည်းထထွက်သွားပါလေ သူရဲ့အတန်ကိုနားထောင်ကြည့်ရတဲ့ဘလောက်ကြောင့်ဒေါသထွက်နေလဲဆိုတာသိသားထင်ရှားပါရဲ့မလီရဲ့အတန်ကိုကြားခဲ့ရတဲ့အခါမှာတော့နေဟောင်းအမြန်ဆုံးမိဖို့ကံနေရအပြင်းဝင်ထွက်လာခဲ့ပါရဲ့ဟဲ့တငယ်ချင်းရဲ့အဆင်ပြေရလားဘာဖြစ်တာလဲအမလီဘာမှမဖြစ်ပါဘူးသူ့ငါအများကြီးပြောဆိုလိုက်ကြလည်းမဟုတ်ပါဘူးအဲ့ဒါကိုဒေါသထွက်ပြီးတော့ထထွက်သွားတယ်လေဘာအတွက်များသူအလောက်တောင်မှမောက်မာနေရတာလဲသူ့ကိုယ်သူဘာထင်နေလဲအတော်ထူးဆန်းတဲ့သူခဏနေပါဦးသူကဘယ်သူလဲအဲ့ဒါငါရဲ့မှတ်လေးပါ နင်သူ့ကိုယူဆိုင်မနေပါနဲ့ဟဲ့။ तू ကအဲ့လိုမျိုးပဲဒေါသနည်းနည်းကြီးရဲ့။နင်သူ့အတွက်ကြောင့်လည်းစိတ်ထိခိုက်သွားတယ်ဆိုရင်တော့ငါ့ပဲတောင်းပန်ပါရင်ဖြစ်နိုင်မဲဆိုရင်တော့နင်သူနဲ့ဝဝေးနေသီလား။နေဟာကတငယ်ချင်းကိုတခါရဲပြောထားလိုက်ပါရဲ့။ဒီလိုနဲ့ပဲညမိုးချုပ်သွားခဲ့ပါရဲ့။ညမိုးချုပ်သွားခဲ့တဲ့အခါမှာနိခေလကတော့အပေါ်တက်ဝရန်တာမှာထွက်ပြီးရက်နေပါရဲ့။ဒီချိန်မဟက်ကလည်းအဝတ်တွေရုပ်ဖို့အတွက်အပေါ်ရက်ကိုတက်လာတာပေါ့ခလေးတွေရဲ့အဝတ်တွေကိုလှမ်းထားတာ၆သွားလောက်ပြီနဲ့ကျူတယ်တခါတည်းရုပ်သွားလိုက်မယ် အမလေးဟိုမောင်းပါရဲကောင်းလေးအခုချိန်ထိအပေါ်ချက်မှာဘာလုပ်နေရလဲမသိပါဘူးဒီမှာဒီမှာရှင်ဒီမှာဘာလုပ်နေရလဲကျမရှင်နဲ့စကားပြောနေရလေစကားပြန်ပြောရင်အခွန်တွေပါရီပေးရလို့လားဒါမှမဟုတ်ရှင်ရဲ့ပစ္စတ်ကိုတောက်ခတ်ထားရလားဘာလဲခမရဘာလဲဘာဖြစ်နေရလဲကျွန်တော်ခမရနဲ့စကားမပြောချင်ဘူးခမရတကယ်ပဲဘာလို့ကျင်တာလဲဘာမှတော့မလို့ကျင်ပါဘူးကျမရှင်အိမ်ကိုလာလေတဲ့ဧည့်သည်လေရှင်မကြီးရဲ့တငယ်ချင်းဘလို့မဆိုဒီအိမ်ကိုလာလေတဲ့ဧည့်သည်ကိုအခုလိုမျိုးကြီးတော့မလုပ်သင့်ပါဘူး ရှင်ကတကယ်ကိုဒေါသကြီးရဲ့မှတ်လေးပဲနော်။ဘာဖြစ်နေရလဲ။ကျွန်တော်ခမ ्या နဲ့မတွေ့ချင်ဘူး။ခမ ्या ကကျွန်တော်နဲ့စကားလာပြောမနေနဲ့။ကျွန်တော်အရှိကိုလည်းခဏခဏရောက်မလာနဲ့။ထွက်သွားစမ်းပါဗျာ။ပြောဆိုပြီးနောက်မှာတော့သူကလည်းထွက်ခွာသွားခဲ့ပါရဲ့။မဟက်ကလည်းသူ့ကိုကြည့်နေနဲ့ကြံရည်နေခဲ့တာပေါ့။တတော်လေးကိုထူးဆန်းတဲ့သူပဲ။အမြင်နဲ့ဒေါသကြီးပဲထွက်နေတယ်။နေပေါင်းသူပေါ်ရင်များတွေးကြုံကြရလို့ဒီလောက်ဒေါသကြီးနေရတာလေကြီးရတာတော်လေးကိုအထီးကျန်ဆန်နေရဲ့ပုံစံပဲ ူဘာဖြစ်နေလဲဆိုတော့ငါခံမနိုင်ပါရင်မဟက်ကတော့သူ့အကြောင်းတွေကိုခန်းစားမိတော့ခဲ့ပါရင်သူမကိုရိုင်းလည်းဒီအခြေအနေတွေကိုဖျက်ကျော်ခဲ့ရတာကိုဒီလိုနဲ့ပဲရန်နေငယ်ကုံဆုံးသွားပါရင်ပြောထားတယ်လေရေကဲမုတ်စားလို့မရဘူးအခုမရဘူးမရဘူးစားချင်တယ်စားချင်တယ်ဒီအချိန်မှာနိခေလီရောက်လာပါရင်ကဲလာခဲ့ခလေးတော့ရေဦးလေးနဲ့အတူတူလိုက်ခဲ့မမေမမေလည်းအတူတူလိုက်ခဲ့လေအာအမေကတော့လေတငယ်ချင်းရဲ့အတူတူတော့လိုက်ပါ ဒီနေ့မှတို့တွေအတူတူအပြင်သွားကြပါရယ်တခုခုတော့ပြောပါအောင်ရှင့်ဝင်ကြီးရတာစိတ်ပြက်နေတဲ့ပုံစံနဲ့မင်းမဆိုင်ဝင် မပါပါနဲ့ဟုတ်တယ်လေကျမလည်းဆိုင်လို့မင်းနေရဘာလို့အမြဲတမ်းဒေါသအကြီးကျယ်ထွက်နေလဲငါဒေါသမထွက်ပါဘူးဘာလို့ခဏခဏလာနှောက်ရှက်နေရတာလဲရှင့်ဝင်သဘောမကျတဲ့သူမလို့ခြင်းတဲ့သူအတွက်နဲ့ကိုဟကိုဖျက်ဆီးနေရကတော့လွန်တာပေါ့သူရဲ့တေရှိမှုကရှင့်တေရှိမှုထက်ပိုပြီးတော့တန်ဖိုးရှိနေလို့လားအချိန်ရှိတဲ့အခါကျရင်စဉ်းစားကြည့်ပေါ့ ီမှာရောကျမရှင်တို့လက်ကင်ပွားယူလာခဲ့ပြီးဒီစကားကိုကြားရတဲ့သူလည်းဖတ်ပြီးရောငိုနေပါရဲ့မင်းပြောတာမှန်နေငေါအတွမဟုတ်ခဲ့တဲ့သူအတွတသက်လုံးငိုနေစရာမှမလိုတာမင်းဝင်တွေ့တဲ့အခါတိုင်းငေါထားသွားခဲ့တဲ့ငါ့ရဲ့ရေးစာကိုအရန်တတိရတယ်အဲ့ဒါကြောင့်မင်းနဲ့ဝဝဲနေနေရမင်းကသူနဲ့မတူဘူးဆိုတော့ကိုတည်ရတော့ငါတကယ်ဝမ်းသာပါရဲ့ပြီးတော့ငါ့ရဲ့မကြီးရလဲမင်းအကြောင်းအားလုံးပြောပြထားပြီးသားပဲမင်းဘဝမှာအများကြီးကြုံတွေ့ခဲ့ရပါမယ်မင်းကတော့ကြန့်ခိုင်နေနော် မင်းရဲ့ခလေးတွေကိုလည်းပြောရွှင်အောင်ထားတယ်။အခုငါမင်းကိုပြောရွှင်အောင်ထားကြပါရစေ။မင်းရဲ့ခလေး၃ယောက်လုံးနဲ့အတူတူငါမင်းကိုလက်ခံနေ။၂ယောက်တော့တယောက်နဲ့တယောက်မြစ်တာမြနေခဲ့ကြတဲ့အတွက်အမြန်ဆုံးလက်ထပ်ခဲ့ကြပါရစေ။နေဟာကတော့ဒါကိုတွေ့တော့အယံဝမ်းသာပြောရွှင်သွားပါရစေ။ရခမဖြစ်သူကတော့ဒါရီကိုတွေ့ပြီးဒေါသအကြီးကျယ်ထွက်နေပါလေ။နင်လက်ထပ်ဖို့အတွက်ခလေး၃ယောက်အမေပဲတွေ့ရလား။အမေ၊ तू ကကောင်းမွန်တဲ့မိန်းကလေးတစ်ယောက်ပါအမေရဲ့။ပြီးတော့သူ့ယောက်ျားကသူ့အကြောင်းပြချက်မရှိထားသွားခဲ့တာလေ။ ပြီးတော့မက်လီကိုကြည့်ပါအောင်အခုဘလောက်တောင်ဝမ်းသာပြောရွှင်နေလိုက်တလဲတားလေးပြောရွှင်နေအောင်ကိုတွေ့ခဲ့ရတဲ့အတွက်သူလည်းချွေးမလေးကိုသဘောတူပေးခဲ့ရပါတယ်အခုတော့နှစ်ယောက်သောဝမ်းသာပြောရွှင်စွာနဲ့ဘဝကိုဖျက်ချော်နေထိုင်နေခဲ့ကြပါပြီ။